ထိုင်းပိုစုံစမ်းစစ်ဆေးဘီရို CIB နဲ့ပူရဲဌာနအကြီးအကဲတွေကအော်တိုဘားလ29ရက်နေ့အစည်းအဝေးပြီးနောက်မှာကြားပြန်နေနေစီမံချက်အတွင်းအော်တိုဘားလ1ရက်ကနေ26ရက်နေ့အထိဘတ်922တန်းတန်ကြီးရှိတဲ့ပိုင်ဆိုင်မှုတွေတင်စီရမိခဲ့ပြီးတရခံမောင်း83ရောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်သွားခဲ့ပါတယ်။ Digital စီးပွားရေးနဲ့လူမှုရေးဝန်ကြီးခြိုက်ချာနော့ချစ်ချော့ဒုရဲမှုချုပ် GR4 ဆိုင်ဘာရာဇဝင်နှိမ်နှင်းရေးဖြူတို့ CCIB ကအကြီးကဲရီနဲ့လူဝင်မှုကြီးကြပ်ရေးဖြူတို့အကြီးကဲရီအစည်းအဝေးလုပ်ပြီးနောက်ခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ဒီစီမံချက်မှာပြည်ရင်းကကြားဖြန့်အကိုင်းတွေကိုပြစ်မှတ်ထားဖမ်းဆီးခြင်းပိုင်ဆိုင်မှုတွေကိုသိမ်းယူခြင်းစရာတွေကိုပြုလုပ်ခဲ့ပြီးတန်တရားတရားခံထိုင်းလူမျိုး52ယောက်နဲ့နိုင်ငံခြားသား22ယောက်ကိုဖမ်းမိခဲ့ကြောင်းနဲ့ကြားဖြန့်အကိုင်းတွေရဲ့လိမ်လည်မှုကြောင့်နှစ်နာဆုံးရှုံးမှုဟာဘတ်1.4ဘီလီယံကျော်ဖို့ရှိခဲ့ပြီး သိမ်းဆည်းရမိတဲ့ပစ္စည်းကားငွေနဲ့အဆောင်တွေရဲ့တန်ချေဟာဘတ်922တန်ဖိုးရှိတယ်လို့ချစ်ချော့ကရှင်းလင်းပြောဆိုခဲ့ပါတယ်။အော်တိုဝါလာ25ရက်ကဟန်နိုင်းမှာကျင်းပတဲ့ကုလသမဂ္ဂစိုက်ဘာရာဇဝတ်မှု Convention လက်မှတ်ထိုးပွဲကိုတက်ရောက်ခဲ့ပြီးနောက်ဥရောပနိုင်ငံတွေအပါအဝင်နိုင်ငံပေါင်း68နိုင်ငံတက်ရောက်ပြီးကမ္ဘာလုံးဆိုင်ရာအနေနဲ့အဖြစ်ပေါင်းစည်းတိုက်ဖြတ်ကြရေးသဘောတူစာချုပ်ချုပ်ဆိုခဲ့ကြောင်းကိုပါချစ်ချော့ကပြောဆိုခဲ့ပါတယ်။